တင်နာသားများအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီ Quantum Modernization Setup ပွင့်လို့ Setup ရှောက်တဲ့အခါမှာကို့မှာ Payout အကောက်ရှိပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အစ်စ် Payout Setup လုပ်ရမလို့ပဲနဲ့ရှိပြီးသား Payout နဲ့ဘယ်လိုချက်ရမလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကပထမဦးဆုံးအနေနဲ့ကိုယ့်ရဲ့ Admin အကောက်မှာ Payout အကောက်ရှိတယ်မရှိဘူးဆိုအရင်ဆုံးကျွန်တော်တို့သွားပြီးတော့စစ်ဆေးပေးရမယ်အဲ့ဒီတော့ကျွန်တော်တို့က Facebook ထဲကိုဝင်ပြီးသွားလို့ဆိုလို့ရှိရင်ညာဘက်မှာရှိတဲ့ကျွန်တော်တို့ profile ထဲကိုသွားပြီးမယ်ပေါ့နော် profile ထဲရောက်ရင်တော့ကျွန်တော်တို့ setting and privacy ကိုနှိပ်ပြီးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ setting ထဲကိုသွားပြီးမယ်အာ phone version တမလည်းကျွန်တော်တို့ဒီပုံစံတိုင်းပဲပေါ့နော်သွားပြီးရမယ်အဲ့တော့ကျွန်တော်တို့ setting ထဲရောက်သွားပြီးဆိုရင်တော့ကျွန်တော်ဒီမှာ ADS payment နဲ့ payout ဆိုတော့ကျွန်တော်တွေ့ရမယ်ပေါ့နော်အဲ့တော့ ADS payment ဆိုတာကကျွန်တော်တို့ဘူးတွေဘာတွေထိုးတဲ့အခါဒီမှာ အာကျွန်တော်တို့ဖိဖိုတင်ကိုငွေပေးချေတာဗောနော်ပေးမှဆိုတော့ကျွန်တော်ဖိဖိုတင်ကိုငွေပေးချေရတာအကယ်၍ကျွန်တော်တို့ဒီမှာပေးအောက်ဗောနော်ပေးအောက်ရှိနေခဲ့မယ်ဆိုရင်ပေးအောက်ကြတော့ကျွန်တော်ဖိဖိုတင်ကနေရထားတဲ့နော်ဖိဖိုဘက်ကနေပြီးတော့ကျွန်တော်ကိုပေးလာတဲ့ဝင်ငွေတွေကိုကျွန်တော်ထုတ်ဖို့အတွက်ဗောနော်ပေးအောက်အောက်ပေါ့အဲ့တော့အကယ်၍ဒီနေရာမှာပေးအောက်အောက်မရှိဘူးဆိုရင်တော့ဒါဆိုရင်တော့ကိုယ့်ရဲ့ဒီ admin account ထဲမှာပေးအောက်အောက်မရှိသေးဘူးဗောနော်ပြီးလို့ရှိရင်တော့ကျွန်တော်ကဒီပေးအောက်ကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်ဗော ပြီးလို့ဆိုရင်တော့ကျွန်တော်တို့ကနော်ကိုယ့်ရဲ့ဒီ pay out setting ထဲကိုတစ်ချက်သွားပြီးမယ်ပေါ့နော် pay out setting ရောက်ရင်တော့ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ pay out ဒီအခုလည်းမျိုးကျွန်တော်နော် verified ဖြစ်နေဖို့လိုအပ်တယ်ပေါ့နော်ကိုယ့်ရဲ့ pay out ဒီကောင်းနေဖို့လိုတယ်အကယ်၍ကိုယ့်ရဲ့ pay out ကမကောင်းဘူး information တွေမှားပြီးဖြေထားတယ်ဆိုရင်တော့ကျွန်တော်တို့ရှိပြီးသား pay out နဲ့ချိတ်လို့မရဘူးပေါ့နော်တကယ်လို့ကျွန်တော်တို့ရှိပြီးသား pay out နဲ့သွားချိတ်ခဲ့မယ်ကိုယ့်ရဲ့ information တွေမှားနေခဲ့တယ်ဆိုရင်တော့ ဒါဆိုလို့ရှိရင်ကျွန်တော်ဝင်ငွေထုတ်လို့ရပါမှာမဟုတ်ဘူးเนาะဒါဆိုကျွန်တော်က CM ဆက် content monetization ကိုရှောက်တဲ့အခါမှာကျွန်တော်တို့အဲ payout အတိတ်ရှောက်ဖို့လိုအပ်တယ်ပေါ့တကယ်ကြီးကိုယ့်ရဲ့ payout ကအရင်တုန်းကနော် bonus တို့ instant ads တို့ read တို့ပွင့်တာတို့เนาะကျွန်တော်တို့ပတ်စံနဲ့ထုတ်ခဲ့ဖို့တဲ့ information တွေတဲ့ test form ဖြည့်တာတွေမှန်ကန်နေဆိုရင်ကျွန်တော်တို့ရှိပြီးသား payout နဲ့ပဲပြန်ပြီးတော့ချိန်မယ်ဆိုရင်တော့အဲဒါကျွန်တော်တို့ချိန်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကနော် ဒီ modernization ရှောက်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ meter business suit ထဲကိုသွားမှာပေါ့နော် meter business suit ထဲရောက်တဲ့အခါကျရင်တော့ကိုကဘယ် page ကို ရှောက်မှာလဲပေါ့နော်ကိုရှောက်မဲ့ page ကိုကျွန်တော်တို့ရွေးပြလိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့က modernization ထဲကိုသွားမယ် modernization ကိုရောက်သွားတဲ့အခါမှာကျွန်တော်ဒီမှာ CM setup လို့ခေါ်တဲ့ content modernization program set up ဆိုတာကိုကျွန်တော်တွေ့ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ sign up ဆိုတာကိုနှိပ်ပေးလိုက်ပြီးတော့ကျွန်တော်တို့ကဒီမှာ review တင်းဆိုတာကိုနှိပ်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့အပေါ်လေးကိုဆွဲတင်ပြီးပြီပေါ့နော်အကောလုံးဆွဲတင်ပြီးရတော့ကျွန်တော်တို့ agree to တင်းဆိုတာကိုတစ်ချက်နှိပ်ပြီးမယ် ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့က modernization ရှောက်လို့ပြီးသွားပြီเนาะ modernize modernization ရှောက်လို့ပြီးသွားတဲ့အခါမှာကျွန်တော်တို့ကမလုပ်ရမယ်ဆိုတော့ set up ပြီးတော့ account ဆိုတော့သူကဒီမှာတွေ့ရမယ်အဲ့တော့ကျွန်တော်ငွေထုတ်ဖို့အတွက်ကျွန်တော်တို့ပြီးတော့ account ရှောက်ပြီးပါလို့သူက set up လုပ်ပြီးပါလို့ပြောတာပေါ့เนาะအဲ့တော့ကျွန်တော် set up ပြီးတော့ account ဆိုတာကိုတစ်ချက်နေပြီးမယ်ပြီးရင်တော့ကျွန်တော်တို့ net ကိုပဲ set ပြီးတော့နေပြီးမယ်ပြန်တော့ကျတော့ဒီညရောက်လာတယ်ပေါ့နော်ဒီညရောက်တဲ့အခါမှာကျတော်တို့က PO account ကို set up လုပ်ပေးရတော့မယ် ဲ့တော့ကိုကရှိပြီးသားအကောင့်နဲ့ချိန်မှာလာကိုရဲ့ admin နော်ကိုရဲ့ဖြူ admin ထဲမှာရှိပြီးသားပြောင်းအကောင့်နဲ့ချိန်မှာလာဒါမှမဟုတ်ကျွန်တော်ကပြောင်းအကောင့်ကိုနော်အစ်စ်ကျွန်တော် information တွေထပ်ဖြည့်မှာလာပေါ့ဒါကြောင့်ပြောင်းအကောင့်ရှောက်နေတည်းကကျွန်တော်အရှိတင်ကားစာမှာပြောခဲ့ပြီးပါပြီပေါ့နော်အခုကဒါကရှိပြီးသားပြောင်းနဲ့ပြန်ပြီးတော့ချိန်မှာပေါ့အဲ့တော့ကျွန်တော်တို့ကတကယ်လို့ပြောင်း เนาะ test form นี่อึดเปลี่ยนဖြည့်มั้ยပြီးတော့အစ်စ်ထက်လောက်မယ်ဆိုရင်တော့ကျွန်တော်တို့က create new business ဆိုတာကိုကျွန်တော်တို့နှိပ်ပြီးတော့ပြီးတော့အစ်စ်လျှောက်ပြီးလိုက်ရမှာပေါ့เนาะ test form นี่ပြန်ဖြည့်ပြရမယ်အကဲကိုကရှိပြီးသားပြောင်းနေချိန်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာအာပြီးတော့အောက်ဆိုတဲ့ဒီညာဘက်လေးမှာမြားလေးရှိတယ်အဲ့ဒီမြားလေးကိုချက်နေမယ်เนาะအကဲကိုရဲ့ပြီးအောက်ကဒီမှာအများကြီးရှိနေတယ်၄၅ခုရှိနေတယ်ဆိုရင်တော့ကိုကဒီမှာနာမည်လေးရွေးလို့ရတယ်အကဲကိုရဲ့ပြီးအောက်တစ်ခုပဲရှိတယ်ဆိုရင်တော့ကျွန်တော်တို့ကဒီတစ်ခုပဲမြင်ရမှာပေါ့เนาะအဲ့တော့ခင်စုပြည့်ဆိုတဲ့ကျွန်တော်တို့เนาะ ီယောက်နေနဲ့အုံနာနေနဲ့ကျတို့ပီယောက်ကောက်တစ်ခုရှိနေဖြစ်နေတဲ့အတွက်အနံပါတ်တစ်ခုပေါ်နေတယ်ဗောနော်အဲ့တော့ကျဒါလေးကိုယူပြလိုက်ပြီပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့ကနေဆိုတာကိုဆက်ပြီးတော့နေပြလိုက်ပြီပြီးရင်တော့ကျတို့ဒန်းဆိုတာကိုနေပြမယ်ပြီးရတဲ့ခါကျတော့ကျွန်တော်တို့ဒီမှာဒန်းဆိုတာကိုနေပြမယ်ပြီးရင်တော့ကျတို့ကဒီမှာစမစ်ဆိုတာကိုဆက်ပြီးတော့နေပြလိုက်ပြီအခုလိုမျိုးအာ success အာ you are ready to start any ways content monetization ပေါ့နော်အခုလည်းမျိုးမင်းကလည်း content monetization ကနေပြီးတော့လည်းဝင်ငွေစပြီးတော့ရှာလို့ရပြီလို့ပြလာတယ်ဆိုရင်တော့ဒါကြောင့်တို့ content monetization ရှောက်လို့ပြီးသွားပြီပေါ့နော် content monetization ကိုလည်းရှောက်တယ်ကျွန်တော်တို့ရှိပြီးသားပြောင်းနေတယ်ချိန်လိုက်တာပေါ့အဲ့တော့အရှိရသင်ခန်းစာကြတော့ကျွန်တော်တို့ content monetization ကိုရှောက်တယ်ပြောင်းအစ်စ်ဆက်အပ်လုပ်တယ် test form တွေဖြည့်တယ်ပန်တွေချိန်တယ်ပေါ့နော်အခုကတော့ကျွန်တော်တို့ဒါရှိပြီးသားပြောင်းနေပြန်ပြီးတော့ချိန်သွားတာပေါ့အဲ့တော့တင်နန်းသားတွေအနေနဲ့ကလည်း ကို့မှာ pay account တခုရှိနေပြီဆိုလို့ရှိရင်နောက်ထပ် pay ဒီ contact monetization set up ပေါ်လာတဲ့အခါမှာအကျွန်တော်တို့ pay account အစ်စ်ထပ်ပြီးတော့ရှောက်ရမှာလို့တော့ကို့မှာရှိပြီးသား pay account နဲ့ပဲချိန်ရမှာပေါ့နော်အဲ့တော့ pay account တစ်ခုပြီးတစ်ခုလက်ရှောက်နေမယ်ဆိုလို့ရှိရင်အကျွန်တော် test id တွေအများကြီးလိုမယ်ဘန်တွေအများကြီးလိုသွားမယ်ပေါ့နော်အဲ့တော့ကို့မှာ pay account တစ်ခုရှိပြီးဆိုရင်တော့ဘယ် pay ပဲလာလာဘယ် pay ပဲ content monetization set up ပေါ်ပေါ့ကျွန်တော်ဒီ pay account နဲ့ပဲချိန်လို့ရတယ်ဟုတ်ကဲ့ကျွန်တော်နောက်တစ်ခါမှပြန်လဲဆုံတွေ့ကြမယ်